AVA 1940စီစဉ်တူ အခန်းဆောင်ဟာဗရဏဂိုတက်အတွင်းသို့မြင်းကားစီဝင်လာသည် မြေပြင်ဘက်စီ မျက်နှာမူထားသောကင်းမျော်စင်စီမှစီယုံးတန်သုံးချက်ခတ်လာ၏ဗရဏဂိုတက်အကြီးအကဲအာကာပူမူကတဲနန်းကြီးရှိတွင် မတ်တရရရစီးကြုံနေသည်ဗညာကြံတော့ကမြင်းပေါ်မှဆင်းလာ၏ကိုသိန်းသခင်ခေါ်တော်ရှိတယ်ဆိုလို့ကိုသိန်းသခင်မလာနိုင်ဘူးအမှုကိစ္စကိုဗိုလ်မှူးကစားကြော်ကိုလွှဲလိုက်တယ်ဗိုလ်မှူးကစားကြော်ကတဲအိမ်ထဲမှာမင်းကိုစောင့်နေတယ် ပညာကြံတော့ကတဲအိမ်ပေါ်တက်ရန်ပြင်လိုက်ဤထုံးစံအတိုင်းလုံကြုံရေးဟာလက်နဲ့တွေတော့ထားခဲ့ရလိမ့်မယ်တက်မှုပညာကြံတော့ပြီးတော့ဒီပြဿနာကမင်းတက်နေငါတက်ကြဖြစ်နေတာဆိုတော့တို့တက်မှုနှစ်ယောက်ပဲအပေါ်ကိုတက်ရလိမ့်မယ်ကြံသူတွေကိုတက်ခွင့်မရှိဘူးအာကာပုံမှုစကားကိုပညာကြံတော့ကခေါင်းညိတ်လိုက်သည်ထုံးတော့တဲနန်းပေါ်သို့တက်လာကြဤတဲနန်းပေါ်တွင်ဘုံမှုအကကြော်က ကွန်းရလက်ဖက်အစုံလင်းကိုရုံးပန်းဖြင့်ထဲ့သာထိုင်နေ၏ကဲထိုင်ကြနှစ်ဦးစလုံးဘုံမူအကကြော်ရှိတွင်ထိုင်လိုက်ကြသည်ကိုင်းသိန်းသခင်ကဒီရေးကိုပြေလည်အောင်ဖြည့်ရှင်းပေးဖို့ကြောက်ကိုတာဝန်ပေးလိုက်တယ်ဒီရေးကိုကြောက်ဖြည့်ရှင်းပေးမှာဟိုနှစ်ဦးစလုံးလက်ခံလားလက်ခံပါတယ်ဘုံမူဗညာကျန်တော်ကဗရန်နာကိုတက်အတွက်ပို့ပေးတဲ့ရိတ်ကားလေးကိုဖျက်လို့လဲဆိုတာဟုတ်သလားကွယ်မှန်ပါကျွန်တော်မျိုးတက်သူရိတ်ခါမလာသည်မှာလာနေခြိခဲ့ကြပါပြီသို့တော့ အောက်ဘက်ဘရန်နဂိုတက်ကိုတော့အမြဲတမ်းရိတ်ကလေးကဖြတ်သွားပါတယ်။တက်သားများငတ်မွနေကြသည်ကိုမကြည့်ရပါသဖြင့်ခိတ္တယူမိပါသည်။အင်းဒီကိစ္စကိုဘရန်နဂိုတက်ကလက်အောင်ငယ်သားတွေကအတော်လေးကိုမကြည်မနှက်ဖြစ်နေကြတယ်။ဒါပေမဲ့လည်းမောင်မင်းအနေနဲ့လူယူသမ ्या ကိုလေးစားပေးရရင်ဖြင့်အပြစ်ကလွတ်စေမယ်။ဗညာကြံတော့ကဘုံမူအကဆောင်ကိုမျက်မှောက်ကြုံကြည့်လိုက်သည်။ဘဲ့နဲ့အစောပိုင်းကငတ်လို့တော့ လူနေရတာလေဗျာကျွန်တော်မျိုးအနေနဲ့ဘလို့ရိတ်ကလေးစားပြန်ရောပေးနိုင်မှာလေမဟုတ်တာဤဘုံမူအကတော်ကအာကာဘုံမူတန်တစ်ချက် ကြည့်လိုက်သည်အာကာဘုံမူကပရင်းပေါက်တို့ ထားသွားပြီးကွန်ဒရီကိုအတန်ကျကျဲထွေးလိုက်ဤအာကာဘုံမူ၏ကွန်ဒရီထွေးစီကိုမြင်သည်နှင့်အောက်မှတပ်သားများသည်ဗညာကြံတော်နှင့်ပါလာသည်စစ်သည်လေးဦးကိုဓားကိုစီဖြင့်ပိုင်းလိုက်ကြတော်သည်ဟေးဒိုးရိတ်ကောင်ကိုလူတယ်တလိုင်းကောင်ကို အခုထုတ်ပဲတတ်ပြစ်မယ် တက်မယ်တက်မယ်အခုထုတ်ပြီအောက်ထပ်မှအတန်များစူညံစွာထွက်ပေါ်လာသည်ဗညာကြံတော့မှမတ်တက်ထားရလိုက်သည်အာကာပူမှုကသူတို့ရှေ့ရာသို့ပြန်လျှောက်လာသည်ငါတက်သားတွေမင်းတို့အရန်ဒေါသထွက်နေကြပြီဗညာကြံတော့မင်းလူတွေကိုမင်းထိမ့်ပေးပါ အာကာပူမှုဘုံမူအကဆောအတန်ကဝိကြီးတန်းကြီးဟေးမထုတ်ပင်းတမူးတွေဘာတွေနားမလဲဘူးတဲတန်းကိုမီးတိုက်ပြင်မယ်ထုတ်ပင်းကျွန်တော်စစ်တီဒေါသကိုကျွန်တော်တိတယ်ဘုံမူသူတို့တကယ်လုံးမှာ ။ဗညာကျန်တော့ကသူတို့နှစ်ဦးကိုမတင်ကားသည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်။ဒါနင်းတို့စနစ်မဟုတ်လား။ဒါရီမပြောနဲ့ဗညာကျန်တော့ဟိုကောင်လေးကမီးမတိုက်ခင်မင်းအနောက်ဘက်ကပြေးတော့ငါကြည့်ရှင်းပေးမယ်။ဟုတ်ပြီလား။ဘုံမူအကကျော်ကတဲနန်းအနောက်ဘက်တကားကိုညွန်ပြလိုက်သည်။ပညာကျန်တော့ကအနောက်ဘက်မှာအခြေအနေကိုတစ်ချက်ကဲကတ်လိုက်သည်မီးတုံများလှန်များပြည့်ရဲမြတ်များကအော်ခစ်နေကြ၏ပညာကျန်တော့ဆုံးဖြတ်ချက်ကိုအလင်းမြန်ချပြီးပွင့်နေသောနောက်ဖေးတကားသို့ပြေးထွက်ကာ ုံချလိုက်တော့သည်သို့သောနောက်ပေးတကားတွင်အတင်းဆောင်နေသောစစ်တီတူဤလံကဗညာကျန်တော်ဤနန်သားသို့ဖောက်ဝင်သွား၏ဗညာကျန်တော်ကတန်းလန်းဖြစ်နေသောလံကိုညာဘက်ဖြင့်စုပ်ကင်ကအားကုန်ထွက်ပြေးသည်အနောက်မှစစ်တီတို့ညာတန်ပေး လိုက်လာကြ၏မြင်းတစည်းကဗညာကျန်တော်အနာသို့အမိလိုက်လာသည် မြင်းအနီးသို့ကလာသည်နှင့်ဗညာကျန်တော်ကနန်သားတွင်စိုက်နေသောလံနံကိုကင်လျက်ခန္ဓာကိုယ်တစ်ဘက်လက်ကမင်းလဲပင်ဘက်စီသို့ရမ်းထဲလိုက်သည်ဖောင်း မြင်းမှာတလင်းကောက်ကွေးလဲကြပြီးမြင်းပေါ်မှလူလဲပြုတ်ကျသွားသည်ပညာကျန်တော့ကပြန်ထနေသောမြင်းပေါ်သို့ကုန်းတက်လိုက်ပြီးဇက်ကျိုးကိုစောင့်သွဲကဒုံဆိုင်ထွက်သွားတော့၏မြင်းဤခန္ဓာကိုယ်ပေါ်တွင်ပညာကျန်တော့ထံမှထွက်နေသောသွေးဇက်တို့စူွှဲလျက်ထိုမြင်ကွင်းကိုတဲနံအနောက်ဘက်တကားဝစီတွင်ရက်နေသောဘူမူအကသောနှင့်အာကာဘူမူတို့ကကြည်နေကြသည်။ဟိုသိန်းသခင်ပြီးလျင်အင်းဝစစ်တပ်အတွက်အလားအလာရှိဆုံးအဖြစ် ရခင်ကဘူမှုအကဆောင်ကိုတတ်မှတ်ခဲ့သည်။သို့သောနောက်ပိုင်းတိုက်ပွဲများတွင်ဗညာကျန်သောဤနာမည်ကတဟုံတို့ကြော်ကြားလာသည်ဖြင့်ကိုသိန်းသခင်နှင့်နန်းတွင်ကပင်သတိထားမိသည်ထီဘူမှုအကဆောင်နှင့်ဘရန်နဂိုတတ်မှအာဂါဘူမှုမှာတမိရောက်ပါလေတော်ဆက်ကြသည်။ကဲမလွန်တက်စီကိုငါလိုက်သွားမယ်။ငတ်တွတ်ကြီးလှန်ချက်မိထားတယ်ဆိုတော့အနည်းနဲ့အမြန်ဒီကောင်သိပါတယ်အာဂါ။ကုတွန်ဤကုတွန်ဤမြေကမ်းပေးတွင်ငားများနေသောငတွန်ကအတန်ကြောင့်လှဲ့ကြည့်လိုက်သည်။ တမူတမူပညာဒံယာရီနဲ့ပြန်ရောက်လာတယ်အဲ့ဒါကိုကြီးတုံခေါ်ခိုင်းလိုက်လို့ငတုံကငားမြရန်ကိုပြစ်ချကမလွန်တက်စီသူအမြန်ဆုံးပြေးသွား၏တမူပမာလည်းတဲတဲမှာကိုတုံငတုံကတဲတဲသူဝင်လိုက်သည်ပညာဤမျက်နာတို့မှ ဖြူစွနေ၏နန်ချားမှထွက်လာသောသွေးများကိုအချက်တူးကစောင်းတူတူပြည့်ဒိုင်ငံတုပ်ပေးနေသည်လှန်ရိုးကိုမူလွှတ်ဖြင့်တိုက်ဖြတ်လိုက်သည်ဖြင့်ဒုံးဒီဖြစ်နေသည် ။ဘညာကစိုက်ဝင်နေသောလှံသွားကိုကင်လျက်အံကိုကြိတ်ခါအသက်ကိုမမှန်ရှူနေ၏။ဘလို့ဖြစ်တာလဲဘညာ။ကျုပ်အလုံးချံခံရတာ။ဟာဘာတူလဲကိုသိန်းခင်လား။ဒီလူကြီးကတော့ကွာ။ဟေးပရဏတော်ကိုလိုက်ကြမလား။ငါဥဆောင်ပြီးတွားတိုက်မယ်။ဘညာကငတွန့်လက်ကိုအတင်းစုပ်ကင်လိုက်သည်။မလုံနဲ့မလုံနဲ့။ဘရင်တက်ကိုပုံကံမှုနဲ့ကျုပ်ရဲဘော်တွေအကုန်တေကုန်လိမ့်မယ်ဘုဒ္ဓံကျုပ်ပြောတာကိုနားထောင်ပါဗျာ ဖြစ်ဖြစ်ပြောပညာကြုံနာတော်မယ်ဒီရိတ်ကားတွေလူကိုင်းတာလေကြုံအမိတ်နေပဲဒီတော့ကြုံပြစ်ကိုကြုံခံရတယ်ပဲသဘောထားပါတယ်ကြုံရဲဘော်တွေကိုတော့အထီးကိမ့်မခံနိုင်ဘူးသူတို့ဟာဘရင်အမှုတန်းတွေပါကြုံကြောင့်တဘုံဖြစ်ကြပါစီနဲ့ဘုဒုံခမားနားလေလားအင်းနားလေပါတယ်ပညာငပွင့်ကြီးငါတစ်တာဒီနားကိုယူလာခဲ့အနီးကပြုစုနေသောအချက်စစ်တီကတဲတောင်းရှိယွန်းတစ်တာအပြာလေးကိုမလာသည် ငတွန်ဓာအုပ်ဖွင့်လိုက်ငတွန်ကရုံးတက်တာကလေးကိုဖွင့်လိုက်သည်အထဲတွင်အဝိုင်းအောင်မင်းတန်းနေပြီဖြစ်သည့်ပန်းပစိုးလေးတစ်ထည်ကိုတတ်တတ်ရဲ့ခောက်ထား၏ဒီပစိုးခမ ्या ကိုအပ်တယ်ဘုံတော့ဒါကျုပ်ရဲ့မှင်ကန်ထောင်ပစိုးပါငတွန်ကဗညာဤလက်ကိုစုပ်ကန်လိုက်သည်ခမ ्या မသိပါဘူးမကြခင်ရွာထဲကစီးစရာကိုခေါ်ရတယ်ကို့လူမသိပါဘူးကျုပ်ပြစ်ခံထားရတဲ့လက်ဆောက်ကိုကျုပ်သိတယ်ထားလိုက်တိရာရေးမကြည့်ဘူး အရေးကြီးတာမျက်သားတီတီမျက်သားတီတီငတွန်ကတပ်ပြင်းချကအံကိုကြိတ်ထားလိုက်၏သွေးညီနံများကအခန်းတွင်လွှမ်းမိုးနေသည်အင်းဝမျိုးကြီးတစုံတစ်ခုဖြစ်ခဲ့ရင်မျက်သားတီတီစီခမားရောက်သွားပြီပါ ကျုပ်ကသာသူ့ကိုစောင့်ရှောက်ပြီပါဘုဒ္ဓကျုပ်ခမားကိုယုံတယ်ဂတိပေးပါငတွန်ကခေါင်းငိတ်လိုက်သည်ပါဇက်ကပြောစမ်းပါဗျာဂတိပေးတယ်လို့ဂတိပေးတယ်ပညာကျုပ်ရေစာလိုက်တာရေပေးပါဦး ငပွင့်ကြီးကရေတကောင်းကိုယူပြီးငတွန့်ကိုကမ်းပေးလိုက်၏ငတွန့်ကရေတကောင်းကိုပညာကြံတော်ဤပါဇက်ဖျားရင်တေးပေးလိုက်သည်မြတ်သားတည်မြတ်သားတည်နော်ဘုဒ္ဓပညာကြံတော်သည်ပါဇက်မှဒွတ်တို့ရေနွေရမှာငြိမ်သက်သွား၏မျက်လုံးတို့ကငတွန့်ကိုစိုက်ကြည့်နေသည်အောင်ပွင့်လျက်မင်းတို့တမှုဆုံးပြီငပွင့်ကြီးငတွန့်ကပစိုးထဲ့ထားသည့်ရုံးရက်ကလေးကိုပိုက်ခါမတ်တက်ရက်လိုက်၏ဘုံမှုအခါတော်တို့ကြွလာပါတယ်တမှု အရှိဘတ်မှာတပ်သားငယ်တအူးကအသက်မရှိတော့ဘီဖြစ်သည်ဗညာကြံတော်ထံတည်င်းလာဖို့သည်ငပွင့်ကြီးကတူးတက်မှု၏အလောင်းကိုကြည့်ကမျက်ရည်များ စီးကြနေ၏ငတုံကတဲနောက်ဖက်မှတိတ်တဆိတ်ထွက်ခွာသွားသည်ပြာတော်ကောင်းငင်ထဲတွင် အဖြူရောင်တိမ်တိုက်လို့လွင့်ပါနေစေ1944ခုနှစ်နိုဝင်ဘာလပြည်မျိုးခန္ဓာဝရီစစ်သူကြီးဗညာကျော်သည် ပြည်မြို့ဝင်အိမ်တော်ပေါ်သို့တက်ကြွသောခြေလမ်းများဖြင့်တက်လာ၏အိမ်တော်ရှိတွင် လက်ရဖို့နှင့်ပြည်မြို့ဝင်တို့ကစစ်တူရင် ကစားနေကြသည်ဘုံမူပြတာကျော်ကနဘေးတွင်ထိုင်လျက်ကုန်းတမြုံမြုံဝါနေ၏ဗညာကျန်တော်တည်ပြီဗညာကျန်တော်တည်ပြီဟေးဗညာကျော်ကကျမ်းမြင့်တွင် ထိုင်ချပြီးအော်ဟစ်လိုက်သည်ဘလို့ဘလို့တေးကြလားဘလို့ဖြစ်တာလဲပြောစမ်းပါဦးစစ်တူရင် ကစားနေသူတို့၏အာယုံကဗညာကျော်ထံရောက်သွား၏ ဗရဏကူမှာအင်းဝသားတွေကပဲလှန်နဲ့ထိုးတက်လိုက်တာတဲ့ဒီနေ့ပဲမလွန်စိတ်မှတကြိုတယ်အထောက်တော်တွေစီကသတင်းကအတိအကျပဲအားလုံးကြီးမျက်နာကရွှင်ပြနေကြသည်အချင်းချင်းတက်ကြတာဟောဒါဆိုရင်တော့အင်းဝကိုကြုတ်လို့လွယ်လွယ်ရဖို့အကြောင်းဖန်လာတာပဲလက်ရဖို့ဗရဏကူတက်ဆိုတာဘယ်အချိန်တက်တတ်ရလဲမလွန်မှပညာကြံတော်ရှိနေလို့သာကြုတ်တို့တက်တွေရှေ့မတို့ရတာကဲမနှက်ဖြံပဲတိုက်ကြမလားဗျဘူမူပြက်ရကျော်ကလက်သေးကိုစုပ်လျက်တက်ကြစွာ တိုက်လို့မရသေးဘူးငါလူတို့ငါနဲ့ဘိုးမူးဖညားကြော်တက်တွေဟန်တော်ရီကိုအပြန်ပြန်လာဖို့မနေ့ကပဲအမိတ်ရောက်လာတယ်မင်းတို့ကိုငါမပြောရသေးတာဟာဘာဖြစ်လို့လဲဖညားကြော်တော့မရှိတော့တဲ့အချိန်ဝင်တိုက်တာအချိန်ကောင်းကိုဟန်တော်ရီမကဘာဖြစ်နေလို့လဲဘိုးမင်းဟန်တော်ရီအရေးကပိုအရေးကြီးတယ်အင်္ဂလိပ်ကုမ္ပဏီကိုတန်လင်ကနေမောင်းထုတ်တော့မှာအဲ့ဒီတော့မှာ ုမ္ပဏီစစ်သားတွေကဟန်တော်ရီနဲ့တန်လင်းကိုရမ်းရှာလာနိုင်တယ်ဟာဒီတော့ဟိုမာကဈေးငယ်ဘူးနဲ့မျိုးဆောင်တပ်ပဲကြံ့ရင်ခဲ့တာကျုံတို့တပ်တွေနဲ့တဝဲကတလဘန်တပ်တွေကိုအကုန်ဟန်တော်ရီမှာပြန်စုနေမှာဖြစ်မှာအမတ်ကြီးဦးအောင်လာအမိတ်ပဲအင်းအခွင့်အရေးကနှခါမရဘူးဗျနှမျောလိုက်ပါပြီဒါပေမဲ့ဟိုဘက်မှာလည်းအကြောင်းကိစ္စကရှိနေတော့ဘယ်တက်နိုင်မှမလဲဗျာနောက်တစ်ခေါက်ပေါ့မပူနဲ့ဗျက်တာကြောင့်ဘညာကြံတော့မရှိတော့ရင် အင်းဝမ်မှာကိုသိန်းသိန်းတယောက်ပဲကျုပ်တို့အမှုသားတွေရာရှိတော့တယ်။ကြံတဲ့တံမူးတွေကစာမပွဲတော့ပါဘူး။အေးဗျာဟန်တာဝရီပြန်ရတော့လေကောင်းပါရဲ့။အိမ်ကမိမလည်းလွမ်းလာပြီဗျို့။ပြည်ကလုံမလေးတွေတော့လွမ်းကြံရင်ပေါ့ဗျာ။မြို့ဝင်အိမ်တစ်ခုလုံးဟန်တာဝရီတံမူးများရဲ့ရေတံများဖုံးလွှမ်းသွားသည်။ထို့သောပြည်မြို့နှင့်မိုင်မောင်းများစွာ ဝေးကွာသောတန်လင်ရှိအရှိအိန္ဒိယကုမ္ပဏီရုံးခန်းတွင်အထူးပင်တိတ်ဆိတ်ငြိမ်သက်နေ၏။ ကုမ္ပဏီတာဝန်ခံဂျိုနသန်စမစ်သည်တူးရှိတွင်ခြားထားသောဝီစကီခွက်ကိုသာစိုက်ကြည့်နေသည်ကတ်တလစ်ဖုံးတော်ကြီးအလဲဆန်ထရိုမီဒယ်လီကနေရန်ပေါ်တွင်ခြိတ်ထားသောပော့စကန်မစ္စတာအမဲပြစ်ရိုင်ဖယ်မှကနုံများကိုငေးနေသည်ဟန်တော်ရီမှာဘာတွေဖြစ်ကုန်တာလဲဖာဘာတွေဖြစ်ကုန်တာလဲတမိန်တော်အာနာသိမ်းခံလိုက်ရပြီလို့ပဲပြောရမယ်ဂျွန်ဒီအမိန့်ကြောင့်ဒီလောက်မြန်မြန်ကြီးထွက်လာသလားဗျာဖာသာဂလစီယာရဲ့သဘောကရောဘဲနေတယ်တော့ဖာသာဂလစီယာအကြောင်းလဲခမည်းသိပြီးသားပဲဂျွန် သူကဟန်ဒါရီမှာဖျားကြောင်းစောင့်နိုင်တယ်လွတ်လွတ်ကင်းကင်းသာသနာပြုနိုင်အောင်လုပ်နိုင်တယ်ဆိုပြီးဗာတီကန်မှာနာမည်ကောင်းရနေရင်ကျန်တော့ဘာမှတွေးတာမဟုတ်ဘူးတမိန်တော့ကျုပ်တို့ဘာကူညီပေးနိုင်မလဲဖာသာခမရသူနဲ့တွားတွေ့တင်တယ်ကျုပ်စူးစမ်းပြီးချွန်ရှင်းပြင်းကဘသူနဲ့မှအတွေ့မခံဘူးဒါလည်းနောက်ကွယ်မှာဥအောင်လာကချုပ်ကင်ထားတာပဲနေမှာပေါ့ကုန်းလိုက်ကစောင့်လက်စားကြီးဖာသာဟန်ဒါရီကအတွင်းသတင်းတွေကိုခမရပုံမှန်ပေးနေမှာဖြစ်မယ် ပြီးတော့ဒီအတိုင်းဆိုဟန်တာရီကိုကျုပ်တို့ဆက်ပြီးထောက်ခံလို့မဖြစ်တော့ဘူးလိုအပ်ရင်ကျုပ်တို့အင်းဝါကိုချိဆက်ရလိမ့်မယ်အဲ့တော့လေဖာသာပဲဆက်ပြီးကူညီပေးမှဖြစ်မယ်ဖာသာမွန်တယ်လီဤမျက်နှာမှာအလံတကြားဖြစ်သွားသည်ဟာမဖြစ်ဘူးတကူးခုဖြစ်သွားရင်ကျုပ်တင်မကဘူးဟန်တော်ရီနဲ့တန်လင်မှာရှိတယ်ခရစ်ယာန်ဘုန်းကြီးတွေအကုန်တတ်ခံရမှာဂျိုနသန်စမစ်ကဝီစကီကွက်ကိုဆက်ကနေမောချလိုက်သည်ဖာသာရဲ့ညီဖရန်စစ်ကိုမွန်တယ်လီရဲ့တင်းပေါ့ မက်ဒရက်စေကန်းကိုဒီတကောက်ကတ်တဲ့အခါမှာလေကုမ္ပဏီဘက်ကအခွန်ဆိုင်ရာတွေဖြေလျှော့ပေးဖို့ရယ်ပါလာသမျှကုန်စည်တွေအားလုံးကိုကြိုက်စင်းနဲ့ရောင်းနိုင်ဖို့ရယ်ကို ကျုပ်အထက်ကိုတင်ပြပေးပြီးပါပြီ။ဒါတွေကဟောလီတန်လင်စေကန်းမှာကုမ္ပဏီနဲ့ဖာသာရဲ့ပူးပေါင်းဆောင်ရွက်မှုတွေအပေါ်မှာပဲမူတည်သွားမှာပါ။ မီလန်မှာရှိတဲ့ father ရဲ့တိတ်တိတ်ပုံသားလေးကစီးကောလေးကိုကောင်းကောင်းမွန်မွန်တက်နေနိုင်တာလေ Francisco ကပြုစုထောက်ပံ့ထားလို့ဆိုတာကိုကျုပ်တို့သိပါတယ် Francisco တို့ father အလောက်တော့အလုံးလုံးပေးသင့်တယ်မဟုတ်လား father Mondley ကတပ်ပြင်းကိုရှေ့လျားစွာချလိုက်သည်ထို့နောက်နေရန်တွင်ခြိထားသောတနတ်မှာကနုံများကိုကင်တွယ်ကြည့်နေ၏ကုမ္ပဏီကိုပြောပေးပါကျုပ်ကူညီပါမယ်လို့1944ခုနှစ်နိုဝင်ဘာလစကိုင်းမြို့သမားတော်များမြို့ရဲဘက်မှာရှိပါတယ်လေ ကလေးကအတော်လေးနေမကောင်းဖြစ်နေလို့ပါ။ကုညီပါဦးရှင်။တမားတော်ရှိတဲ့စီကိုညှို့ပေးကြပါ။ဗမာစကားကိုခက်ဝဲဝဲပြောနေသည့်အတန်ရှင်ကိုကောင်းမှုတော်ဖရာဇေဒန်တွင်ဇေဝံနေသည့်ရှင်မိငယ်ကတတိထားမိလိုက်သည်။ရှင်လီဇာနဲ့ထောင်ထဲမှာအတူကြခဲ့တယ်တယောက်မဟုတ်လား။နင်လူမားနေတာပါ။ငါတို့ရှမ်းပြည်ကလာတာ။ကလေးငယ်တူဦးကိုကြောပိုးထားသည်ထိုမျိုးသမီးကမိငယ်ကိုမျက်နှာလွှဲကထွက်သွား၏။မိငယ်ကနောက်မှခက်တော့တော့လိုက်သွားသည်။နားလေ ရှင်းနာမည်နာလဲပါကျမတေချာမှတ်မိတယ်နာလဲကမိငယ်ကိုလှဲ့ကြည့်လိုက်ပြီငါတို့ကဒီကိုခိုးဝင်လာတာလူတွေတိလို့မဖြစ်ဘူးဟိုဘက်မှာတွားပြောကြမယ်ကောင်းမှုတော့ဖရားအနီးမှာတစ်ပင်ရိတ်တွင်သူတို့နဲ့ရောက်ရက်လိုက်ကြသည်နင်းငါ့ကိုတကယ်တိတာအာနာလဲကမေးလိုက်သည် ရှင်မမတ်မိဘူးလားမမလီစာနဲ့ရှင်အင်းဝထောင်ထဲမှာတော့ကကျမပဲကောင်းချင်းတို့တွေလာလာပို့ပေးနေတာလေအင်းမှတ်မိပြီအခုကဘလို့ဖြစ်တာလဲရှင်ငါကလေး ငါကလေးစီးမသွားတာကြပြီစီးရင်ကြီးကရောင်ကိုင်းနေတာပဲဟိုမှာလဲကိုယ်စေးစရာတွေနဲ့ကုလာပဲမရဘူးစကိုင်းမှာကလေးတွေကိုကုပေးတဲ့ဆရာတော်ကြီးဗလာကျော်သူဦးမဝင်ရှိတယ်ဆိုလို့သူ့စီကိုလာပြတာအခုသူကအိမ်မှာမရှိဘူးတဲ့အဲ့ဒါအခုကလေးကအခြေအနေပုံဆိုးလာပြီမို့နောက်ထပ်တမားတော်ဘမရှိမလဲညှို့မေးပါစကိုင်းတမျိုးလုံးကတမားတော်တွေအားလုံးအင်းဝါကိုတက်သွားကြတယ်။တဆောင်မုံလာပြင်းနေနတ်ကပ်ပွဲမှာ နန်းဝင်စေးတော်ကြိတ်ဝဲကိုစေးစရာတွေအကုန်မတက်မနေရဆိုလို့သွားကြတယ်နားလေဒါဆိုငါကလေးတော့ဒုက္ခရောက်ရမှာလားစကိုင်းလေးတဲ့စိတ်မှာဘီသူကဖះရောက်ရှိတယ်အဲ့ဒီဘေးကတန်တမန်တဲနဲ့မှာမဏိဘူးကလာတဲ့ဗြမဟာဖုံးတော်ကြီးမဟာပရပုဆိုတာရှိတယ်သူကကလေးတွေကိုစေးကုပေးတယ်ကျမရဲ့သားတော်လေးတော်တခါကလေနာထတော်သူ့စီကိုသွားလိုက်တာချက်ချင်းပြောက်သွားတယ်ရှင်အဲ့ဒီကိုသွားရင်ရနိုင်တယ် ဟုတ်လားလမ်းညွန်ပေးနိုင်မလားကျမမှလဲပါတယ်ကျမကိုလဲမောင်းပြီးလိုက်ဖို့ပြီးလဲမယ်လိုက်ခဲကောင်းမှုတော့ဖျားဝင်ထိတ်မှာလဲများရထားရတို့သူတို့ရှောက်လာကြသည်ကိုကောင်သူ့ကိုလေးတဲ့စိတ်ကဘိသူကအကြောင်းရှိလိုက်ဖို့ပြီးလိုက်ပါခလေးတော်လေးနေမကောင်းဖြစ်နေလို့မဟာပရပစီကိုပို့မှဖြစ်မယ်နားလဲကလဲဖို့တက်လိုက်သည်နိငကောင်းကနွားများကိုချိန်တိုးလိုက်သည်ကျောင်းရှိရောက်သည်နိနားလဲကခလေးကိုပွေ့ချီလျက်ပြေးဝင်လာ၏ ကျောင်းရှိတွင်တပြက်စည်းလဲနေသောဟိန်းနူပရောဟိတ်ဖုံးတော်ကြီးတို့ကဘင်္ဂလီဘာသာဖြင့်အထဲသို့လှမ်းအောင်ပြောလိုက်သည်မြမစကားကိုကျွမ်းကျင်သော ပုံနာငယ်တို့အထဲမှထွက်လာသည်နှမငယ်ဘာဖြစ်လာလို့လဲငါကလေးသေးမပေါ့ဘူးစီးကုန်ကြီးကတင်းနေပြီအခုသတိလင်းနေတယ်ထင်တယ်အဲ့ဒါနဲ့နင်တို့ဆရာကြီးစီလာပြတာပါသူစေးကူတယ်ဆို ပုံနာက နာလဲလက်ထဲမှာကလေးငယ်ကိုကမ်းယူပြီးတစ်ချက်ကြည့်လိုက်သည်သူ့အသက်ဘယ်လောက်ရှိပြီလဲနှစ်နှစ်ရှိပြီ မဟာပရဘူးစီရောက်မှာသူ့တက်ကိုကယ်နိုင်တော့မယ်ပုံနာကခလေးကိုပွေ့ချီကဖျားကြောင်ပေးရှိရွှေချောင်းရများချိတ်ဆွဲထားသည့်တဲနန်းအတွင်းသို့ဝင်လိုက်ပြီးပုံနာကဥပြီးပြောင်ပြောင်ဤအနောက်တွင်စံစုလေးတစုကိုခြားထားတော့မဟာပရဘူးကုတ်ကလူရှိတွင်ခလေးကိုခြားလိုက်သည်ထို့နောက်ဘင်္ဂလီဘာသာဖြင့်ရှင်းပြနေသည်မဟာပရဘူးကခလေးငယ်ဤစီးကုံကိုတည်တည်ချာချာကင်တွယ်ကြည့်လိုက်၏ ထို့နောက်အတွင်းတွင် ပုံနှားများထံတစုံတစ်ခုကိုအော်ပြောလိုက်သည်ပုံနှားငယ်တဦးကမီးတချဲချဲမီးသွေးကဲများကိုထဲထားသော မီးခွက်တစ်ခုနှင့်ကြက်သွန်နီဦးတဦးကိုယူလာပေးသည်မဟာပရပူကကြက်သွန်နီကိုမီးခဲထဲသို့ပြစ်ထည့်ကာမီးဖုတ်လိုက်သည်ထို့နောက်ကြက်သွန်နီကိုပစိုးပြေပူခံကာယူလိုက်ပြီးဓားဖြင့်နှစ်ချံခွဲချလိုက်တော့သည်ကလေးငယ်ဤစီးအုံကိုကြက်သွန်ဖြင့်ကပ်ပေးလိုက်၏အပူချိန်ကြောင့်မေးမျောလူနီနီဖြစ်နေသောကလေးငယ်မှာဝါကနေထောက်တော်သည် ပုံသားတို့မှာတောကြမောက်မြင့်နဲ့ကြောက်ပင်ကိုယူလာကသွေးပေ၏။သွေးထားသောဆေးများကို မဟာပရဘူကခလေး၏စီးကုံတွင်ထေချာလိမ့်ပေးလိုက်၏။၅မိနစ်ကြာတွင်ကလေးငယ်ဤသေးများကရေပန်းတပွဲထွက်လာတော့၏မင်းကလေးပုံမှန်ပြန်ဖြစ်သွားပြီလို့မဟာပရဘူကပြောတယ်ဟောဒီတောကြမောက်မြစ်ကိုတစ်နှစ်တစ်ခါသာသွေးလိမ့်ပြီမင်းကလေးစီးမမှန်သွားစေရမယ်တဲ့တငယ်မစိတ်မပူနဲ့တော့ ကျေးဇူးတင်လိုက်တာကတော့မရစေနာလဲကမဟာပရဘူကိုလက်အုပ်ချီလိုက်သည်မဟာပရဘူက နာလဲဤခေါင်းကိုလက်ဖြင့်ပုတ်တက်ခါကောင်းကြီးပေးလိုက်၏နာလဲကခပိုက်ထဲတွင်ထည့်ထားသည့်ငွေစက်ကူတထုပ်ကိုပုံနာကြီးထံကမ်းပေးလိုက်သည်ပုံနာကြီးကခေါင်းခါပြလိုက်သည်မဟာပရဘူကဒီနိုင်ငံမှာတာသနာလာပြုလာပါဒါရီအားလုံးဟာဘိဒနိုးဘရင်ရဲ့မြစ်တာတရားတွေပါပဲငွေကြီးမလိုပါဘူးတငယ်မ ကဲတွားနိုင်ပြီ။နားလဲကမျက်နာရှင်လန်းနေပြီဖြစ်သောသူဤတမီးငယ်ကိုကောက်ချီကတစ်ချက်နန်းရှုပ်လိုက်သည်။ထို့နောက်ကလေးငယ်ကိုကြောပိုးဆောင်တဲ့သူပြန်ထက်ကပိုင်းချီလိုက်၏။မဟာဗြဟ္မတဲနန်း၏အပြင်ဘက်သို့နားလဲထွက်လိုက်စဉ်နားလဲမင်းနားလဲမဟုတ်လား။ရုပ်တရက်သူ့ရှေ့တွင်တွေးလိုက်ရသောမျက်နာတစ်ခုကြောင့်နားလဲအံ့ဩတုန်လှုပ်သွားသည်။စံကြီးအခန်း၁၆စိတ်